ထိုင်းဆိုရပိုင်ရင်းနှီးနှင်းစွမ်းအင်ကုမ္ပဏီ PTTEP International ကမုတ်တမကန်းလွန်ရှိတဘာဝတုံးွေလောက်ွက်တွေဖြစ်တဲ့ M5 နဲ့ M6 မှာ Twin 2.0ရေလုပ်ငန်းတွေဆောင်ရွက်တော့ဖို့ရှိကြောင်းထုတ်ပြန်ကြေညာပါတယ်။ယခုနှစ်နိုဝင်ဘာလ၁ရက်နေ့မှ2029ခုနှစ်မတ်လ30ရက်နေ့အထိ2.0ရေလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပြီး Twin 2.0ရဲ့ area အကျဉ်းဟောင်းနဲ့ဒီနေရာတွေကနေ6ကီလိုမီတာပတ်လည်အတွင်းရေချောင်း 3P ချက်ထုတ်ပြန်ထားပါတယ် PTTEP အနေနဲ့မုတ်တမကန်းလွန်လောက်ကွက်တွေဖြစ်တဲ့ M5 နဲ့ M6 မှာရေနံနဲ့သဘာဝတန်ငွေရှာဖွေတူးဖော်ရေးလုပ်ငန်းတွေကိုမြန်မာအစိုးရပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့မြန်မာရေနံနဲ့သဘာဝတန်ငွေလုပ်ငန်း MOG နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်နေတာပါ။ဒါအပြင် PTTEP ဟာမုတ်တမကန်းလွန်လောက်ကွက်ဖြစ်တဲ့ M9 မှာလည်းဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း1 EAR အသစ်တည်ဆောက်မဲ့ပလက်ဖောင်းလေးကိုတက်ဆင်ခြင်းနဲ့ရေအောက်ပိုင်လိုင်းဆက်သွယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားဖို့လည်းရှိပါသေးတယ်။ အော်တိုပါလာ၁၀ရက်နေ့က PTTEP International Limited ရဲ့အမှုဆောင်ရရှိချုပ် Montreal Rowan Chanku နဲ့စွိုင်းဝင်ကြီးဥက္ကုကိုလင်တို့နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီးကမ်းလွန်စီမံကိန်းအသစ်တွေဖော်ဆောင်နိုင်ရေးအတွက်လိုအပ်တဲ့စာချုပ်တွေအများဆုံးချုပ်ဆိုသွားနိုင်ရေးကိစ္စရပ်တွေဆွေးနွေးခဲ့ပါတယ်။နှစ်ဖက်ဆွေးနွေးမှုအတွင် MOE နဲ့ PTTEP တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ယတနာနဲ့ဇော်တိကစီမံကိန်းတွေမှာတွင်အသစ်တွေတူးဖော်မဲ့အခြေအနေတွေလည်းပါဝင်ခဲ့ပါတယ်။ ။စွန့်ရင်ဝန်ကြီးကအမခန့်ချက်ကောင်းမွန်တဲ့ကမ်းလွန်စီမံကိန်းအစ်စ်တွေမှာရင်းနှီးမြှုပ်နှံနိုင်ဖို့အခွင့်အလမ်းတွေကိုအတည်ပြုခဲ့ပြီးဇော်တိကစီမံကိန်းမှာထုတ်ဖော်နေတဲ့တွင်အစ်စ်တွေကနေတဘာဝတန်းွေတွေကို2026ခုနှစ်နှစ်စံပိုင်းမှာစတင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းခဲ့ကြောင်းပါခင်ဗျာ။